ကင်မရာကနေရိုက်ကူးမိတဲ့တင်မှာတော့တဘာဝမဆန်ရုပ်တိမတန်တဲ့ထဲလန်၆ချောင်းဝဲကောင်းတဲ့ဖြစ်ရမျိုးတွေလည်းရှိပါတယ်။ CCTV ကနေရိုက်ကူးမိတဲ့တင်မှာတော့ကမ္မပါတဲ့လူတွေလူတွေမှာပဲပျောက်ဆုံးသွားတဲ့သူတွေကားတိုက်မိကနေရာကနေအရန်ကိုလူမြန်တဲ့အချိန်နဲ့လူမြောက်ကြတဲ့သူတွေမချင်မဲ့ပဲရုပ်တိရပေါ်လာကြတဲ့သူတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ကင်မရာကနေရိုက်ကူမီတမျှအထင်မှတော့တချို့ရိုက်ကူမီတာတွေကလောဝကုံမျိုးကြည့်နိုင်စရာကောင်းပါတယ်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ကင်မရာကနေရိုက်ကူမီတမျှမယုံကြည်နိုင်စရာကောင်းလာတဲ့ထင်းလန်၆ချောင်းဖွယ်ရာဖြစ်ရတွေကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်။ကဲစိတ်ဝင်စားရစေတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြဖို့တောင်းဆိုလိုက်ပါတယ်။၂၀၂၅ခုနှစ်က လူတီဝဲဘရူဆေဟာညတော်နမအလောက်ခနေအိမ်ကိုပြလာခဲ့ပါရယ်။သူကတရားပေါ်ကိုဖြတ်မောင်းလာရမှာတော့တရားရဲ့ဘေးတစ်ဖက်မှာတယောက်တည်းရှောက်သွားနေတဲ့လူတယောက်ရှိနေတာကိုသတိထားမိခဲ့ပါရယ်။လူတီဝဲဘရူဆေကတော့ပုံမှန်တိုင်းပဲလို့ချင်းခဲ့ပါရယ်။သူကောင်းမောင်းပြန်လာတော့တရားပေါ်မှာလူသွားလူလာမရှိပါဘူး။သူမြင်တွေ့နေရတဲ့လူတယောက်ပဲရှိပါရယ်။ အဆိုပါလမ်းလျှောက်နေတဲ့သူနဲ့နေကလာနေမြနဘေးခလလန်မှလမ်းလျှောက်သွားနေတဲ့သူကခေါမပါတဲ့သူဖြစ်မှန်းသိလရပါတယ်။လူတီဝဲဘရုဆဲလည်းအရန်ကိုအံ့အားတင့်သွားပါတယ်။လူတီဝဲဘရုဆဲကတော့ခေါမပါပဲလမ်းလျှောက်နေတဲ့သူကိုကာဘောအနီအမီယာမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။သူရိုက်ကိုမိခဲ့တဲ့ video file တင်မှာတော့ခေါမပါတာကိုတင်တင်ရှာရှာမြင်တွေ့ရမှာဖြစ်ပြီးသူကတော့ဘာမှဖြစ်တယ်လို့ပေါ့ပေါ့ပါပါလမ်းလျှောက်နေတာဖြစ်ပါတယ်။ လူတီဝိဘရုစိတ်ကတော့အရင်ကိုကြောင်းလန်သွားပြီးလမ်းကြောင်းကိုချက်ချင်းပဲနောက်ပြန်လှည့်ခဲ့ပါတယ်။သွားတော့အဲ့ဒီချိန်ကနေစပြီးအစိုးရတရားကိုဖျက်ပြီးမသွားတော့ပါဘူး။ Straight side game အခု video file ကလည်းထူချပါရယ်။ Sky Madden Lewis တို့တကယ်ချင်းတစုကဒီနေ့လုံနိုင်ရဲ့မို့တကယ်ချင်းနဲ့အချို့ချို့ပန်းချန်သူမှာအနာယူအပန်းဖြစ်ဖို့အတွက်ရောက်ရှိနေပါရယ်။ တို့ကဖန်ချန်လေးတွေမှာဗီဒီယိုကိုလည်းရိုက်ကူထားခဲ့ကြပါတယ်။သူရိုက်ကူထားတဲ့ဗီဒီယိုဖိုင်ကတာမလို့တာထင်ရပေမဲ့နောက်ပိုင်းမှာတော့ဆိုပါဗီဒီယိုဖိုင်ကိုကြည့်ပြီးလူတော်တော်များများကအားအသင်ခဲ့ကြပါတယ်။အဆိုပါဗီယိုဖိုင်တင်မှာတော့ Sky Martin Lewis ရဲ့နောက်ကနေစပိန်စီးလာတဲ့လူတယောက်ကရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ် စကိုင်းမက်တဲလူချက်စီရဲ့နဗီယာနေဘောက်ကနေပေါ်လာခဲ့တာဖြစ်ပြီးသူတို့လည်းဗီဒီယိုဖိုင်ကိုပြန်ကြည့်ရမှာတော့သူတို့အချင်းချင်းလည်းမယုံကြည်နိုင်လောက်အောင်ကိုဖြစ်ခဲ့ရပါတယ်။စပိန်စည်းလာနေတဲ့သူကရုပ်ချင်းဆိုသူတို့ဘေးကနေပေါ်လာခဲ့ရလေဗန်ချန်ဒီမှာရောက်ရှိနေကြတဲ့စကိုင်းမက်တဲလူချက်စတိုအဖွဲ့ကတော့စပိန်နဲ့သူကိုမမြင်ခဲ့ပါဘူး။သူဘေးကနေရောက်လာလေဘလို့ရုပ်ချင်းဆိုသူတို့ပေါ်လာခဲ့ရလေဆိုတာကတော့ ဗဟိနိဇန်နေစေဖြစ်ပြီး AR view file နဲ့ပတ်သက်ပြီးတော့လည်းမိကွန်များစွာရှိနေပါတယ်။အစောပိုင်းဗီဒီယိုဖိုင်ကဆိုရှယ်မီဒီယာပေါ်ကိုပြန့်နှံ့လာခဲ့ပြီးနောက်ပိုင်းကြည့်ရှုသူတွေကအမျိုးမျိုးပြောဆိုခဲ့ကြပါတယ်။ဒီမတ်တန်ဗီဒီယိုကတော့ဗီနိတပွဲချန်ရှိနေပါတယ်။အလေးချိုးစီကအရှိကိုဆက်သွားနိုင်ဖို့ကြိုးစားပေးမယ်။နေရာကနေလောဝရွေးလို့မရတော့ပါဘူး။ အဲနောက်မှာတော့စပိန်ကလေပေါ်ခုန်တက်သွားပြီးတင်းရောက်ကဆွဲလဲလိုက်သလိုစပိန်ရောလူပါမြေပေါ်ကိုလဲချသွားခဲ့ပါတယ်။ CCTV မှာပြန်ကြည့်ရမှာတော့ဒီပြင်ရကထင်းလန့်စရာလေးကောင်းပါတယ်။အခုဗီဒီယိုဖိုင်ကလည်းထူကြပါတယ်။မင်းကလေးတယောက်ကစပိန်လေစီရင်လမ်းချိုကွေ့လေတခုစီရောက်လာပါတယ်။အားရချိန်မှာပဲမယုံကျေနိုင်စရာကောင်းတဲ့အဖြစ်ပြက်ကစတင်ပြီးတော့ဖြစ်လာတော့တာပါ။အလေချိုစီစီးလာတဲ့စပိန်ကရော့တဲ့အထင်ချိုခံရရသလိုဖြစ်သွားပါတယ်။ အလဲချိုစီကတစုံတစ်ခုရဲ့ထိန်ချုပ်မှုကိုခံလိုက်ရတာပါသူစက်ပင်စီပီလာချိန်မှာသူရဲ့အနီဝင်းချိန်မှာတော့ဘာမှရှိမနေခဲ့ပါဘူးသူမတော့တကယ်ကိုရုတ်တရက်ထူးထူးဆန်းဆန်းဖြစ်သွားခဲ့တာပါမမြင်နိုင်တဲ့ဆရာတကူကသူမကိုထိန်ချုပ်လိုက်တာလည်းဖြစ်နိုင်ပါတယ် CCTV တင်မှာတော့သူမရဲ့အနောက်ကအပေါ်ဘက်မှာလူရိတ်လူလူအရိတ်တစ်ခုကရှိနေပြီးအဲဒီအရိတ်တစ်ခုကအောက်ကိုကြောက်လာတဲ့ကိုတွေ့မြင်ရမှာဖြစ်ပါတယ် အခု real finding မှာအနေဝိုင်းပြထားတဲ့ရိတ်ကမကောင်းစွာများလား။သူကပဲစပင်းစည်းလန်နေတဲ့မိန်းကလေးကိုထိန်ချိုလိုက်တာလား။ဒီပြည့်ရက်ကတော့လောဘကိုထူချားပါရယ်အဆိုပါဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး ကြီးစုသူတွေကအမျိုးမျိုးပြောဆိုနေကြပါရယ်မီးပွိုင်နာကအကောင်ပြတ်အကုန်မြင်တွေ့နေရတဲ့ဗီဒီယိုဖိုင်ကလည်းချက်ချားစရာကောင်းပါရယ် အဆိုပါဗီဒီယိုဖိုင်ထဲမှာတော့မိဖွားနာမရက်နေတဲ့ခေါမပါတဲ့လူတယောက်ကိုချက်ချင်းရှာရှာမြင်တွေ့ရမှာဖြစ်ပြီးအခုလိုရိုက်ကိုမှတ်တမ်းတင်နိုင်ခဲ့တာကတော့အင်ဒိုနီးရှားနိုင်ငံကဆိုဗီယက်ဗုဒ္ဓယုံတစ်ခုမှဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံကဆိုဗီယက်ခံထားတဲ့အဆိုပါဗုဒ္ဓယုံကလည်းတရဲအရန်ချောက်တယ်လို့နာမည်ကြီးပါတယ်။အဆိုပါဗုဒ္ဓယုံကမိဖွားတစ်ခုမှတော့ခေါမပါတဲ့လူတယောက်ကအမြဲလူလူတစ်ခုခုကိုစောက်ဆိုင်တယ်လို့မြင်တွေ့ရပါတယ်။ CCTV ကနေရိုက်ကူးမိတဲ့အထဲမှာတော့သူမခေါင်းမရှိတာကိုထထင်ရှားရှားမြင်တွေ့ရမှာဖြစ်ပါတယ်။သူကတော့မိဘဝင်နာမှာမလုံမရက်မတည့်ရက်နေပြီ။သူမြင်သွားတဲ့ခေသွားတယောက်ကတော့အရင်ကကြားလန့်သွားခဲ့ပါတယ်။နောက်တစ်ချိန်ဒီကနေဖြစ်မသွားတော့ပါဘူး။အဆိုပါဗီဒီယိုဖိုင်ကတော့ချောချောဆရာကောင်းပြီးကြီးစုသူတွေကြားမှာထင်လန့်ဆရာကောင်းလို့နေပါတယ်။ မနိုင် operation အင်ဒိုနီးရှားမှာတော့တရားသစင်6လက်နာရီကို အမြဲတစေခံလေးရှိပါတယ်။မကြသည်မီကအွန်လိုင်းပေါ်ကို ပြန်လည်လာရေးဗီဒီယိုဖိုင်တစ်ခုမှာတော့အမောင်တုတွေကနေအဖြူရဝစ်စားဝတ်ထားတဲ့ခေါင်းပါးလေးလူတယောက်ကတပြပြချင်းရွေလာလာတော့ကိုတွေ့မြင်ရမှာပါ။ CCTV တင်မှာတော့သူမရဲ့မျက်နှာကိုထင်ထင်ရှားရှားမတွေ့ရပါဘူး။တချို့ကတော့ဂျာကင်မရာရဲ့ချုံယုံမှုကြောင့်လို့ဆိုပါတယ်။ တချို့ကြည့်ရှုကြတဲ့သူတွေကတော့အခုရူဖိုင်တဲကသူဟာအမျိုးသမီးတယောက်ရဲ့ဝိညာဉ်ဖြစ်တယ်လို့လည်းယုံကြည်ကြပါတယ်။တိတ်ဆိတ်တဲ့ညမှာခလိုအမောင်တူတဲကနေထွက်ပေါ်လာတဲ့အဖြူရဝတ်စားနေသူကတကယ်ကိုကြောက်စရာကောင်းနေပါတယ်။2023ကဖလော်ရီဒါကမ်းခြေတစ်ခုမှာအမျိုးသားတယောက်ကကမ်းခြေမှာပေါပေါပပလမ်းလျှောက်နေခဲ့ပါတယ်။အဲနောက်မှာတော့ထူးခြားမှုတွေစဖြစ်လာပါတယ်။ ဆက်စော်ကကန်းချိန်မှာလက်လျှောက်နေတဲ့သူကကန်းချိန်မှာအဖမ်းပြင်နေတဲ့သူတွေအလုံးရဲ့ရှိမှာပဲသူကရေထဲကိုအပါတရားပြေးသွားခဲ့ပါတယ်အစိုးရသူကရေပေါ်မှာပြေးလွှားနေတာပါကွန်ဖော်တိုင်ကာရေတွေကအတိုင်းပါပဲရေပေါ်မှာပြေးလွှားနေတဲ့သူကတော့ရေထဲကိုမြုပ်ကျသွားတာမျိုးမရှိပဲဂုံမြေပေါ်မှာပြေးလွှားနေတယ်လို့ဖြစ်နေပါတယ်သူကတော့ရေထဲမှာအမြဲပြေးလွှားနေပြီးအနောက်ကိုပြန်လည်လာတဲ့အချိန်မှပဲရုတ်ချေဆူသူတို့ပျောက်ကွယ်သွားပါတယ် ရေပေါ်မှာပြေးလွှားနေတဲ့သူကဘယ်သူလဲအဆိုပါဗီဒီယိုဖိုင်ကအွန်လိုင်းပေါ်မှာပြန့်နှံ့လာခဲ့တဲ့နောက်မှာတော့ကြီးစုသူတွေကအမျိုးမျိုးပြောဆိုခဲ့ကြပါတယ်။ရေပေါ်မှာပြေးလွှားနေတဲ့သူကဘယ်သူလဲသူကဘာလို့ရိုးချေးဆိုသူတို့ဖြောက်ွယ်သွားလဲဆိုတာကတော့ပင်ဟင်းတစ်ခုလို ဖြစ်နေပြီ။အဆိုပါဗီဒီယိုဖိုင်ကတော့မိကုများစွာနဲ့ကျင်းရှိနေပါတယ်။ ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်ဟုတ်ကဲ့ပါရှင်ဒီလိုစိတ်ဝင်စားဖွယ်ရာအကြောင်းတွေကိုပရိသတ်တွေကကြည့်ရှုချင်နေဆိုရင်ပရိသတ်တွေကကြည့်ရှုချင်နေဆိုရင်တော့ကျွန်မတို့ page လေးကို like ရ follow ထားပေးကြပါဦးနော်အဆုံးထိအားဖြင့်ကြည့်ရှုမှုတွေလည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လေးစိတ်ဝင်စားဖွယ်ရာအကြောင်းတွေနဲ့တူပြန်လာခဲ့ပါမယ်